ကျွန်တော်အခုတခါဘေးကြတာကတော့ကျွန်တော်တို့ဒီဒီသူခေကြားတယ်မှာပေါ့လေအဲဟောလို့လို့တေတော့မယ်ဆိုတော့ကာရမှာဆောင်းသွားပြန်နိုင်ရေးတာဆရာကောင်းဆက်နေဖြစ်ပါတယ်ဆိုတော့ဒီဘောဘောဆရာကောင်းဆက်နေဘလို့ဘူးကကျွန်တော်တို့တွေးခေါ်လေးတွေပေါ့နော်တွေးခေါ်လေးတွေကဘလို့လဲဆိုတော့ဒီစာမူဝဲကအဓိကအဲ့လိုဖြစ်တဲ့သဘောမျိုးနဲ့ဆရာကြီးရဲ့ဆွေးနွေးတော်တော့ကျွန်တော်ကတော့များသောပြင် political view ကနေပြီးတော့ပဲချင့်ကပ်တာများပါတယ်အခုကျွန်တော်တို့ဒီပညာရေးစနစ်အဲဘာကြောင့်နှိမ့်ကြတာလဲ ခြေရတော့ပုတ်ချုပ်ရေးစနစ်နှင်းကြလို့အမဒီចောင်းသားဘိုးပြုတ်ကိုကျွန်တော်တို့အောင်မြင်ရလို့ရှိရင်ပြည်သူဘိုးပြုတ်အစိုးရဖြစ်လာဆိုတော့ဆရာကြီးပြတခါခါကျတော့ဘာဖြစ်လို့တချို့ကြောက်သားတွေရတာဆိုတော့တို့တက်တယ်ဆိုတော့ကြောက်ရရတယ်ပြီးရတယ်တပြည့်နေရာမှာထပ်ပြီးတော့ပြည်သားတွေတည်ယူရတာဆရာတို့ကလည်းအားကြီးတင်ခဲ့ဘူးလို့ဟုတ်ဟိုအဲ့ဒါအရန်ရှင်းပါနေမြန်မာပြည်ပညာရေးစနစ်ကနည်းနည်းကိုမို့အများကြီးကိုနောက်ကျနေတယ် ပြီးတော့မြန်မာနိုင်ငံကိုတရားထက်နဲ့ဖျက်ဆီးခဲ့တာမဟုတ်ပါဘူးရာစုနှစ်တဝက်လောက်1962ခုနှစ်ကစပြီးတနိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့တာအထူးသဖြင့်ဒီပညာရေးမှာဖျက်ဆီးပစ်ထားခဲ့တာဆိုတော့ကျတော့ဒီပညာရေးကဘာမှသုံးစားလို့မရဘူးဆိုတာကိုသိရတဲ့ကြောင့်မလို့တခြားကောင်းတဲ့ပညာရေးကိုတကယ်တက်ချင်တဲ့လူကတကယ်တက်အောင်သင်နိုင်တဲ့နေရာသွားတာပါဟိုဘွဲအတွက်မဟုတ်ပါဘူးခုနကလိုပြောဟိုဘက်ကဆရာတွေလိုပြောတော့တွေးမိလာတယ်တွေးမိပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူကအယွင့်ရှိမယ်ဆိုတာတော့ကျွန်တော်တို့သိပါတယ် ဒီဘက်ကျမ်းမှာကျတော့တယောက်တည်းနဲ့ပြင်လို့မရတဲ့ဟာတွေတော်တော်များများရှိတယ်။ကျွန်တော်တို့ကအပြုံလိုက်ပြင်ရမယ်ဖေချံဝင်လာတယ်။ဘာကြောင့်လဲဆိုရှင်ဒီအခြေခံတွေကနေစပြီးတော့မှကျွန်တော်တို့ကတမယိုးကြဖြစ်လာတာ။ဆယ်ဆယ်မှလေးလည်းဘလို့နဲ့တင်ယိုးညွှန်းနှန်းချပေးတဲ့ခါမှာစာအုပ်လေးတအုပ်နဲ့ဒီဟာသွားတင်လို့ခိုင်းလိုက်တာ reference book ဘလို့ရှားမယ်။ဟုတ်ကဲ့။ဒီဟာဘလို့မျိုးကိုးကားပြီးတော့ပြောတယ်ဆိုတဲ့အချက်လက်တွေကတော်တော်အားနေခဲ့တယ်။အားနေခဲ့တဲ့ဟာတွေကတကယ်လဲကျွန်တော်တို့လည်းတည့်ရခံ ုံစံဖြစ်ခဲ့တယ်ကျွန်တော်တို့ကြော်သိမ်းလို့ရလားလို့ပြောတဲ့ခါမှာကျွန်တော်တို့ကိုပိုင်ကိုစနစ်သင်ခွေရလားလို့မေးကြည့်တဲ့ခါမှာကျွန်တော်တို့စိတ်ကြိုက်ဟန်ဒီခွေမရတဲ့ပညာရေးစနစ်ဖြစ်နေတယ်ကျွန်တော်တို့ကိုကြီးလေးပြောစရာရှိတယ်အမ်ဘလို့လဲဆိုတော့ကျွန်တော်တို့တွေကကျွန်တော်တို့ညီနိုင်ငံမှာနေတယ်ကျွန်တော်တို့ဒီဘာသာစကားကိုကျွန်တော်တို့ကောင်းမှုကျွမ်းကျင်တက်ကြီးမြောက်ဖို့လဲကျွန်တော်လိုအပ်နေသေးတယ်ကျွန်တော်နိုင်ငံမှာရှိတဲ့စာအုပ်စာပေအပေါ်လုံးဒီကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေနားလည်ဖို့လဲကျွန်တော်တို့မိခင်ဘာသာစကားနဲ့ကျွန်တော်ရေးသားထားကြတာပါဥပမာ private school ကကလေးတွေဒီမြန်မာသား အရေးအဖက်အပြောအရန်ကိုတော်တော်လေးနှောင့်ကြနေတာလေကိုယ့်ဘာသာတကားကိုလိမ့်ပတ်လည်မပြောနိုင်တာလေကျွန်တော်အများကြီးတွေ့ရဒီလိုမျိုးပြဿနာတွေဖြစ်လာရင်ရောဘယ်သူတောင်းဝယ်ယူမလဲလွတ်တဲ့သူကအဖြစ်လားတင်ကြားခံရပုံပေါ်ရအဖြစ်လားဆိုတာမျိုးတွေကစာကျွန်တော်ပြန်ပြီးတော့လှည့်လာပါလိမ့်မယ်ဒါကတစ်ချက်ပေါ့နောက်ပြီးတော့ခုနကဆရာကြည်မင်းဟန်ပြောပါဟာတော့ကျွန်တော်ပြေဝလက်မခံဘူးဗျ။ဒါဆိုစနေတကြဖြည့်ခံရလို့လို့လုံးဝအကောင့်ဆိုတာမရှိရောဆိုတာမဟုတ်ဘူးဗျ။ကျွန်တော်တို့ကျောင်းသားတွေမှာလည်းတောင်းနေအများကြီးရှိပါတယ်။ တောင်းနေအများကြီးပဲဆိုတော့ဒါတွေကတော့စိုးကြတန်ကြလေတာစနေမကောင်းစနေမကောင်းတော့ပညာရေးမူဝါဒမကောင်းပညာရေးမူဝါဒမကောင်းတော့လူမကောင်းလူမကောင်းတော့တိုင်းမကောင်းတပတ်လဲနေတာစိုးကြတန်ရလဲနေတာတူကြီးစီကတာဝန်စိမ့်နေတာကျွန်တော်တို့လုပ်မယ်ဆိုရင်ဒါတွေကပြင်လို့လွယ်ပါတယ်ကျွန်တော်တို့ဒီဟို everyday တွေပါတကုတ်တက္ကသိုလ်ဆရာတယောက်ကျွန်တော်ရှေ့ပိုင်းတက္ကသိုလ်ကတန်းထက်အောင်ဟုတ်ကဲ့အမိုင်းဌာနပါကျွန်တော်တို့ကတက္ကသိုလ်သမကရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်ရဲ့ဥက္ကဋ္ဌပါခင်ဗျ ကျွန်တော်ကပညာရေးပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ရင်ပညာရေးသည်အားလုံးနဲ့ဆိုင်တယ်အားလုံးနဲ့ဆိုင်တဲ့အတွက်ကျွန်တော်တို့အားလုံးပါဝင်သောပညာရေးဖြစ်အောင်ကျွန်တော်တို့အနေနဲ့မှာအခုဆိုလို့ရှိရင်ပညာရေးအစစ်မြင့်စီအတွက်စစ်တမ်းတွေကောက်ယူနေရရှိပါတယ်တက်ဆိုင်ရာနေရာမှာရှိသောတိုင်းရင်းသားတွေတိုင်းရင်းသားတွေတချို့တိုင်းရင်းသားတွေဆိုလို့ရှိရင်အများဆုံးအားဖြင့်ပြန်တို့ရဲ့ရင်ကျင်းမှုတို့ရဲ့ဘာသာစကားတို့ရဲ့စာပေတွေတစ်ဖြည်းဖြည်းနဲ့ပျောက်ွယ်လူနေပါရှိနေတဲ့တိုင်းရင်းသားတွေများနေပြီဗမာစကားကော အင်္ဂလိပ်ဘာသာစကားရောကိုကိုတိုင်းသာတိုင်းရင်းသားဖြစ်ခဲ့ကိုယ့်ရဲ့တိုင်းရင်းသားဘာသာစကားရောသတိနားလည်စေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကျေးဇူးပါတယ်ဆရာဆွေးနွေးတာကိုလည်းဆိုတော့အတူဖြိုးဝေ့ချင်တာတိုင်းသားဘာသာစကားတွေပါလေတော့ပြန်လဲပေါ်ထုတ်ပေါ့နော်ဒါတွေကတော့အများကြီးယူရတဲ့လိုပါတယ်ကောင်းမွန်ပါတယ်ခဲ့တာဒါခါခါတချို့တွေပြောတာတော့အယုံစကားတရားတာလွယ်တယ်ပြောတယ်အဲ့ဒါတွေတရားဖို့လည်းခက်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 ရှိတယ်လို့တော့ကြားဖို့ရတယ်ပြောလို့ တိုင်းသားဘာသာစကားကိုကာရီကူလမ်ထဲမှာထည့်ပြီးစွဲမယ်ဆိုရင်ပေါ့နော်။ရင်းစုံစဉ်းစားတင်တာကဒီဒေတာကတကယ်လိုအပ်နေတာလားဆိုတာကျွန်မတို့ထည့်သွင်းစဉ်းစားပါမယ်။ဥပမာမော်လမြိုင်မှာတို့မွန်ဘာသာစကားကိုသင်ကြားမယ်လို့သာပြောတယ်။ဒါမှမဟုတ်တို့မှာရှိနေလူတွေရဲ့ ပုံပုံနှစ်ပုံကမြန်မာလူမျိုးတွေလည်းတက်နေကြမြန်မာလူမျိုးလည်းဖြစ်နေပြီဆိုတော့ဒါမလိုအပ်တော့ဘူးလေ။ဒါဆိုရင်တိုင်းသားဘာသာစကား तू လိုအပ်တဲ့နေရာမှာပဲရှိတင်တယ်လို့ထင်တယ်။ဒီ curriculum နဲ့ကိုလည်းဝင်ပြီးတော့မပါလာသင့်ဘူးလို့ထင်တယ်ပေါ့နော်။ပြီးတော့ America America မှာလိုမျိုးပေါ့နော်။ဘယ်လိုဖြစ်ရမလဲဆိုတော့ तू ပြည်နယ်အလိုက် curriculum တွေလည်းရှိတင်တယ်လို့ကျွန်မကထင်တယ်။တက္ကသိုလ်မှာသင်ကြားတဲ့ဌာနတစ်ခုတော့ကျွန်တော်ဖွင့်ထားသင်တယ်။ဥပမာကျွန်တော်ကကင်းရင်ဘာသာစကားကျွန်တော်သင်ကျင်တယ်။တို့ကတော့ကင်းရင်လေးရဲ့လူမျိုးကိုကျွန်တော်အရင်သိကျင်တယ်။ အင်ဂျင်တဲ့ခါမှာကျွန်တော်ဖွင့်လန်းမဖန်ဒီပေးဘူးဆိုလို့ရှိရင်ကျွန်တော်မတင်ခွင့်မရပါဘူးနိုင်ငံသားသားတယောက်လာမယ်နိုင်ငံသားတော့ဒီတက်ကတူမှာကရင်ဘာသာစကားသင်နေတူတူလေအဲ့ကာချာလေးနဲ့သင်ချင်တယ်ဆိုလို့ရှိရင်ခွင့်လန်းတစ်ခုကျွန်တော်ဖန်ဒီပေးရမှာကျွန်တော်တို့ကလူတိုင်းကိုသင်ခိုင်းတာမဟုတ်ဘူးဒါမဲ့ကျမတို့ကစနစ်တစ်ခုအနေနဲ့လောက်တော့မယ်ဆိုတယောက်တည်းကိုကြည့်လို့မရဘူးပေါ့နော်ဘလောက်အခြေအတွက်ကလိုအပ်နေတာလဲဆိုတာကြီးကြည့်ပြီးတော့မှလုပ်လို့ရမယ်လို့ထင်တယ်။ Language system တွေလောက်တဲ့ခါမှာကျွန်တော်တို့ဒီ American နိုင်ငံသားတွေက ရောက်လာတယ်ရောက်လာပြီးတဲ့ကောင်ဘယ်တိဝင်ရလဲဆိုလို့ရှိရင်သူကစစ်တွေဆိုစစ်တွေတွေဝင်တယ်အဲ့လူမျိုးတွေနဲ့၃နှစ်၄ပါလောက်နေတယ်အဘာသာစကားတွေတင်းတယ်အဲ့လိုတင်းပြီးတဲ့ကသူတို့ကာချာတွေကိုလေ့လာတယ်သူတို့လူမျိုးတွေကစိတ်ဝင်စားတာကျွန်တော်မြန်မာလူမျိုးတွေကကြတော့လေတကယ်စိတ်ဝင်စားတဲ့သူရှိမယ်ဆိုလို့ရှိရင်အဲ့ဘာသာစကားဌာနလေးတို့ ဖွင့်ထားပေးတင်တယ်ဟုတ်ကဲ့ဒါမှမဟုတ်အဲ့လိုဌာနဖွင့်ဖို့ဆိုတာနိုင်ငံတော်ကဘတ်ဂျက်ပေါ့နော်သုံးရပြီလေသုံးရတဲ့အခါမှာအလိုလိုမှပညာရေးကနေနေတဲ့ကြားထဲမှာဒါကြီးကိုပါထပ်ပြီးသုံးနေရမယ်ဆိုတော့အဆင်မပြေဘူးလို့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တခုတော့ဝင်ရောက်ဆွေးနွေးချင်ပါတယ်ဘာလို့ဆိုတော့တက်ဆိုင်ရာတိုင်းရင်းသားအသီးသီးမှာကသူဘာသာစာပေစကားရှင်ကျင်းမှုကော်မတီအသီးသီးရှိပြီးသားပါပြီးတော့ကျွန်တော်တို့တွားနေတဲ့နိုင်ငံတော်စနစ်ပေါ့နော်နိုင်ငံရေးမော်ရာတီလည်းဖရယ်ဖရယ်ဘီယာလို့စနစ်ကိုကျွန်တော်တွားနေတယ်ဘဟုနဲ့ကျွန်တော်တို့တိုင်းပြည်နယ်တွေက အနာခွေမှုနဲ့ကျွန်တော်သွားကြမှာအဲ့မှာလဲသူ့ဒေတာမှာရှိမြဟာတွေလောက်ကြမှာဒါကတစ်ချက်ပေါ့နောက်တစ်ချက်ကတက်ကတူတွေမှာသာကိုပိုင်အုပ်ချုပ်ဖြင့်ကိုပိုင်ပြတ်ထောင်းဝင်ရှိခဲ့မယ်ဆိုရင်ကိုယ့်ရဲ့ကာရီကူနဲ့ကိုယ့်ရဲ့တင်းညွန်းနဲ့ကိုဘာသာကိုပြတ်ထောင်းမယ်ဆိုဥပမာကျွန်တော်ဒီရခိုင်ဒေတာမှာရှိမြဲကျောင်းသားတယောက်ပါမောကကြောက်ကြောက်ပဲထားပါတော့အဲကျွန်တော်ဒေတာကလည်းအကုန်လုံးဒီရခိုင်လူမျိုးအများစုကျွန်တော်ရခိုင်ဆိုင်ပြည်ကျွန်တော်တင်ရဖို့ကာရီကူနဲ့ကျွန်တော်ထည့်ဆွဲမှာပဲအဲ့ဒါဘောပဲကျွန်တော်ဆိုလို့တင်တာမှာဆိုတော့ကိုဒီနေ့ပြပါဒီဘက်ကပြည်ချိုင်းဘတ်ဂျက်ကားတဲ့ဘတ်ဂျက်တစ်ခုလုံးရတယ်ပေါ့ နော်နည်းတယ်ပေါ့ဗျာတအားနည်းပါတယ်နော်အခုအစိုးရတင်လက်ထက်ရောက်တော့မှအဲ9ဒသမ8လာမယ်တိုးပေးတာရှိရအောင်ဆိုတော့အဲ့တော့ budget မလုပ်ရတဲ့ပြဿနာကြောင့်ပညာရေးကဏ္ဍမှာလက်စားမှုတွေရှိလာပဲနော်အဲ့တော့ဆရာဆရာမတွေရဲ့လာစားလူဖုံလူရေးအဲ့ဒါတွေကလည်းပြဿနာရှိတယ်အဲ့ဒါကိုဘယ်လိုဖြေရှင်းနိုင်ကောင်းလဲမသိဘူးလက်ရှိကျွန်တော်နိုင်ငံအပြည့်ပြောင်းလဲမှုမှာပညာရေးအရအဓိကထားပြီးတော့ရင်းနှီးမှန်မှုလုပ်မယ်ဆိုရင်တော့ကောင်းနိုင်တယ်ပညာရေး budget ကိုဒီထက်ပိုပြီးတော့သုံးဆွဲလိုက်မယ်ဆိုရင်တော့ကောင်းနိုင်တယ်အခြားအတိုးသေးပဲကိုကျွန်တော်အတက်နိုင်ဆုံးကျွန်တော်ရှင်းချပြီးတော့ ဒါကပထမစဉ်းစားတဲ့အဖြစ်တစ်ခုပေါ့ဒုတိယချက်ကဘာလဲဆိုတော့နိုင်ငံတကာမှာလည်းတက်ကတူတွေရက်တည်တဲ့အခါမှာဂုံနူးဆောင်ចောင်းသားတွေရှိတယ်ပြီးတော့မြို့မီနာဖုန်တထေးတွေရှိတယ်သူတို့တွေရဲ့မာတီငွေနဲ့ကျွန်တော်တို့တွားကြတယ်လွတ်လပ်စွာသူတို့မှာဘန်နာငွေကြီးအရာစီးမှခံငွေပိုင်ငွေရှိတယ်ကျွန်တော်တို့နိုင်ငံမှာရှိတက်ကတူတွေကမရှိဘူးဘာလာအစိုးရအနေနဲ့ထောက်ပံ့ပေးရဆိုတဲ့ပုံစံမျိုးတွားနေရတဲ့အခါမှာအဲ့လိုမလိုလားတဲ့ပြဿနာဖြစ်လာကြတယ်ကျွန်တော်တို့လည်းရတဲ့အခြေအနေမှာဆွေးနွေးတွားကြတာလေ အရာလည်းကောင်းပါတယ်ကျေးဇူးလည်းတင်ပါတယ်ဝေရောက်ဆွေးနွေးပေးသူတွေလည်းကျေးဇူးတင်ပါတယ်အဲ့ဒါပြောရတဲ့ခါကျတော့ကျွန်တော်ပထမပိုင်းပြောထားတဲ့လိုပဲကာတော့စိုးတော်တာရဲ့လက်ရောက်လို့ကျွန်တော်တို့ချက်နော်မျှဝေခံစားဖို့ရှိပါတယ်ဆိုတော့ကျွန်တော်ဒါတော့ဆရာစိုးတော်တာရဲ့ကာတော့လက်ရောက်ဖြစ်ပါတယ်မြမပညာရေးစနေနဲ့ရေတိတ်တင့်နေကြတာဘယ်လောက်ကြာပြီလဲတဲ့เจ้าသားတွေတော့လက်မြောက်ပါပြီခင်ဗျာတဲ့တက္ကသိုလ်တွေမှာရေတိတ်တင့်ဖြစ်ရပါပြီရှင့် နော်ဒါတော့ဒီနေ့ကျွန်တော်ဆွေးနွေးသွားကြတဲ့ပုံမှာသူ့အမြင်တွေနဲ့ရေးဆွဲထားတဲ့လက်ရာတွေပါတယ်ဆိုတော့ဒီအမြင်တွေကလည်းဘယ်လိုမျိုးဖတ်စားပြရလဲဒါတို့ဒီလက်ရာဒီကာတွန်းလေးရေးဆွဲဖို့ရောဆရာဆွေးနွေးတာလည်းဆွေးနွေးကြောင်းရပါဘူးမူတည်ပြီးတော့ဟောရေးပြတာပေါ့ကျွန်တော်လည်းဟော80တက်အောင်မအောင်တာပေါ့ဟောဆယ်နောက်နဲ့ခါကျတော့ပညာရေးစနစ်ကဒီနောက်ပိုင်းကျွန်တော်တို့ကဟိုဒီပညာရေးမှာဖြတ်တန်းလာတာပေါ့ဖြတ်တန်းလာရဲ့ခန်းသားရဲ့ကဲနော်ဒီမှာဆွေးနွေးရဲ့ဆရာကြီးရဲ့ ဆရာရဲ့ဆွေးနွေးချက်တွေကိုမူတည်ပြီးတော့ရေးပြတာပါ။ဟုတ်ကဲ့ကျွန်တော်တို့ဒီကနေ့မြမပညာရေးနဲ့ပတ်သက်လို့ဆွေးနွေးသွားကြတာတွေကိုဒီ TV debate အစီအစဉ်ကြီးစုနေကြသူတွေလည်းတွေ့ပြန်ခံစားကြပါလိမ့်မယ်။ဒါတို့ဆရာစိုးတော်ရာရဲ့ပညာရေးနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေကိုဒီခန်းမတွေကဒီပဲသူရေးဆွဲထားတဲ့လက်ရောက်နဲ့ညီတွေ့ကြမှာဖြစ်ပါတယ်။အဲကြောင့်ပထမပိုင်းတော့ကျွန်တော်တို့ဆွေးနွေးတဲ့အထက်ပါမြမပညာရေး ကစားကစားပြောင်းမလားအစင်ဟုတ်တယ်ပြောင်းမလားအစင်တန်းမြင်မလားဘာတွေလိုအပ်တယ်ဆိုတဲ့အချက်တွေပေါ်ဝင်ရောက်ဆွေးနွေးသွားကြသူတွေကိုလည်းကျေးဇူးတင်ပါတယ်သူတို့ဆွေးနွေးသွားချက်တွေနဲ့လက်ပါစွာညှင်းခုံပို့တွေကိုလည်းတွင့်ပြေရှူစားကြရတဲ့အတွေ့ညီမပညာရေးနဲ့ပတ်သက်လို့ဘာတွေပြောင်းလဲတိုးတက်အောင်မြင်မအောင်လုပ်ရမလဲဆိုတာကိုကြည့်ရှုနေသူအားလုံးသက်ဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် လွတ်လွတ်လပ်လပ်ရွေးချယ်ဆုံးဖြတ်နိုင်ကြပါစေလို့ဆုတောင်းလိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်